ဒါယုတ်တရားဒါအနန္တရားလို့ရုပ်နိုင်ရဲ့သဘာဝကိုသိလိုက်တာဘယ်လိုဖယ်ဖယ်နေတာတုံးဆိုဒီလိုတော့ထင်းနေတယ်တတဝါဆိုတဲ့အထင်ကြီးကိုဖယ်ပြစ်နေတာပဲခါတိုင်းတခြားလုံး ထင်းနေတာလေလူမြင်နှုတ်ဆက်ရင်ဒါဘသူပဲဆိုရင်နာမည်နဲ့တကယ်ကိုလည်းစိတ်ထဲမှာဒီတိုင်းပဲထင်းနေတာလေရုပ်နာလို့မမြင်ဘူးမမြင်တော့ငါသူတော်ဘာယောက်ျားမိန်းမဆိုတဲ့တတဝါဆိုတဲ့အထင်အမြင်ကြီးကို ဟောယုံဏ်ကိုခွဲခြားပြီးတော့ကြည်ချင်းအားဖြင့်ဟောတတ္တဝါဆိုတာတကယ်မရှိကြပါလားတကယ်ရှိနေတာယုံဏ်နဲ့နှမျိုးပဲရှိကြပါလားလို့ဟောအဲ့ဒီယုံဏ်နှမျိုးလို့ခွဲခြားသိနိုင်တဲ့နာမရူပပြိစေတာဉာဏ်ဖြင့်ဘာကိုဖယ်ရှားတော့ဆိုတတ္တဝါဆိုတဲ့အထင်ကြီးကိုဖယ်ရှားပြစ်တာအဲဒီလိုတစ်ခုနဲ့တစ်ခုဖယ်ရှားပြီးတော့သွားတာအကြောင်းမှန်ကိုမသိတာကိုအကြောင်းတရားကိုဆင်ញင် သိချင်းဖြင့်အကြောင်းမသိတာကိုဖယ်ရှားလိုက်တယ်ပေါ့ဖြစ်ပျက်ကိုမမြင်တာကိုဖြစ်ပျက်ကိုမြင်ချင်းဖြင့်ဖြစ်ပျက်မမြင်တာကိုဖယ်ရှားပြစ်တယ်အဲ့ဒါလို့တစ်ခုစီတစ်ခုစီတစားစီတစားစီဖယ်ရှားတဲ့နည်းကိုတည်ငါပါဏာလို့ခေါ်တယ်